ညတော့ကမွန်ဖိုက်တာဆွန်ရက်ရဲ့ထူပွဲကြီးမှာတော့လုံးဝထင်မှတ်မထားတဲ့ကိစ္စတွေဖြစ်ကုန်ပါပြီ။ဆွန်ရက်ကနိုင်ယုံကလွဲလို့ဘာမှဘာမှမရရှိခဲ့ပါဘူး။ဆွန်ရက်ဟာဒီပွဲကိုနိုင်ပြီလို့ရှိရင်ဒေါ်လာသသိန်းနဲ့စားချုပ်ရည်ရွယ်ထားပေမဲ့သသိန်းနဲ့စားချုပ်ရဖို့ကအလံဝေးနေဦးမှာတော့အသေးချာပဲ။ညတော့ကပွဲမှာဆိုရင်ဆွန်ရက်နဲ့ပွက်ဝီချစ်တို့ကမကြည့်ပွဲထူတာပေါ့လေ။ဆိုတော့ဆွန်ရက်လည်းဒီပွဲမှာအကောင်းဆုံးပြင်ဆင်လာခဲ့တယ်။ ဒါပေမဲ့ပြည်သက်တွေမျောလင့်ထားသလိုဖြစ်မလာခဲ့ဘူးပြည်သက်တွေလိုချင်တာကဆူရဲရဲ့လက်သီးတပုတ်ကိုပဲအာကိုပြီးတော့ဒါအဆုံးဖြတ်နေပဲနိုင်ချင်နေတဲ့ရေချစ်ကိုလုံးဝလုံးဝမချိုက်ချပါဘူးဒါကလည်းသူ့အထွက်ပါပဲဒီပွဲကိုကြည့်မယ်ဆိုရင်ပထမအချီမှာဆွန်ရက်တာရီဒုတိယအချီမှာပတ်ဝေချစ်ကတော်တော်လေးကိုသားပါတယ်တတိယအချီမှာ သူမသာကူမသာပဲနောက်ဆုံး10စက္ကန့်အလိုမှာဆွန်ရက်ကထိချက်ထိုးချက်တွေသားသွားလို့ဒိုင်းတွေကအနိုင်ပေးလိုက်တာဖြစ်ပါတယ် ဆိုတော့ဆွန်ရဲဟာပွဲလုံးဝမဖြတ်နိုင်ဘူးเนาะပွဲဖြတ်နိုင်တဲ့ fighter မျိုးမဟုတ်ဘူးသူ့အနေနဲ့ decision နဲ့ပဲအနိုင်ရတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ပြည်သက်တွေကဒါကို အားမရတာပါဒါမျိုးတွေကကျွန်တော် bonus ရဖို့လေတော်တော်လေးကိုခက်ခဲပါတယ် World Championship မှာသပွဲထိုးခြင်းကเนาะဒေါ်လာ3000နဲ့စားချုပ်ကလွှဲရင်သပွဲထိုးခြင်းကဒေါ်လာ5000 6000ပဲရှိပါဒါကြောင့်မလို့ fighter အားလုံးရဲ့မျောလင်းချက်ကဝဲထိုးပြီးလို့ရှိရင်အလေးထိုးနဲ့နိုင်မယ်ပေါ့ဒီတစ်ခါကျရင် bonus ရှိမယ် bonus နဲ့ပါဆိုရင်တော့ကျွန်တော်တော်တော်လေးကိုများသွားမှာဖြစ်တယ် ဒါကိုပဲမျှော်လင့်နေကြတာအခုက Sorens ကအဲ့လိုမဟုတ်ဘူးနော် World Championship ကလည်းအခု Sorens ကအလေးထိုးတဲ့ပါဝါမရှိတော့ဒေါ်လာ3000နဲ့စာချုပ်ပေးဖို့ဆိုတော့ကတော်တော်လေးကိုစဉ်းစားရမယ်နေထားပြီနော် Sorens အတွက်အရှုံးတွေကြီးပဲဒါကြောင့်မလို့ပရိသတ်တွေကအားမရဖြစ်နေကြတာပါဒီနေ့ကကျတော့ Sorens ကမြန်မာနိုင်ငံကိုကိုးစားမပြုချင်ဘူးလားမသိဘူးမြန်မာစကားမပြောတတ်တာကတော်တော်လေးကိုရုပ်ပေါက်ပါတယ်နော်ဒီကနေ့ဒါအင်တာဗျူးမှာဆိုရင်သူဟာမွန်စကားပဲပြောသွားတယ်အင်တာဗျူးတယောက်မြန်မာစကားဘာသာပြန်ပေးမယ်နော် တို့အင်တာဗျူးတိောက်ခေါ်ပါတယ်နော်ဒါကြောင့်မလို့မြန်မာပြည်သက်တွေကတော့အင်မတန်မှရှက်ဖို့ကောင်းတယ်ဆိုပြီးတော့ပြောဆိုနေကြတာပါနော်ယေရှုဝါဘန်ဆိုရင်ငငယ်ကလေးကနေအမေရိကန်နိုင်ငံကိုသွားတာနော်အခုဆိုရင်သူစကားပြောပြီဆိုရင်မြန်မာစကားကိုရအောင်သင်တယ်ရအောင်ပြောတယ်အဲ့ဒါမှလေးစားဖို့ကောင်းတာအခုကဆိုရိုက်ကမြန်မာပြည်သားဖြစ်ရတာနဲ့မြန်မာစကားမပြောတတ်တာကအင်မတန်မှရှက်ဖို့ကောင်းတယ်ဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရဲ့ဗျာဒါတော့ဝေဖန်တာတော့မဟုတ်ဘူးဆိုရဲနိုင်တာဂုံယူပါရီဒါမေး ဆိုရဲဟာဒီထက်မကအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဖြစ်ဒီအချက်တွေကိုတော့ပြင်ဆင်ရမှာပါ